အာဆီယံကမြန်မာနိုင်ငံရဲ့တကယ်အမြင့်အရင်းခံပြဿနာကိုကင်ထွယ်ရမှာကိုသူတို့ကတမင်တသက်ကိုမသိချင်အောင်ဆောင်ပြီးလက်ရှောင်နေတယ်လို့ပဲကျွန်မမြင်တယ်။ဒါကြောင့်မလို့သူကဘလို့လဲဆိုတော့ဟိုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေအားလုံးဟာ အာနှစ်ပေါင်းများစွာဆယ်စုနှစ်များစွာချီပြီးတော့မှဒီစစ်တပ်ကနေပြီးတော့မှအာနိုင်ငံရေးအာဏာကိုတသက်လုံးလိုချင်နေတဲ့စီးပွားရေးအာဏာကိုစီးပွားရေးပိုင်ဆိုင်မှုကိုတသက်လုံးသူတို့ရဲ့အာကိုပိုင်အာကိုပိုင်ပစ္စည်းတစ်ဖွဲသဘောထားပြီးတော့မှဒီတိုင်းပြည်ကိုစစ်ဖက်နှက်အောက်မှာထားခြင်းနဲ့ပြဿနာကိုသူတို့ကဒါဟာအဓိကအရင်းခံပြဿနာမှာသူတို့သိတယ်လीเนาะဒါပေမဲ့အဲ့ဒီအဥ္စာကိုသူတို့မကင်ွယ်ရဲဘူး ကင်ထွန်နိုင်မှုသူတို့မှလည်းအင်အားမရှိဘူးကင်ထွန်နိုင်မှုနီလန်သူတို့မှရန်နေရလည်းဘာမှမရှိဘူးဆိုတော့တကဘာလုံးကလည်းသူတို့ကနေပြီးတော့မှဒီအာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ပဲမြန်မာပြည် ပြည်ထောင်ကိုဖြည့်ရှင်းဖို့အတွက်ကိုကုလသမဂ္ဂကပါဆုံးဖြတ်ချက်ထဲမှာထည့်ပြီးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီကပါသူတို့တာဝန်ပေးထားတဲ့အပေါ်မှာသူတို့အသုံးမချဘူးသူတို့မလုံနိုင်ဘူးဆိုတာကြီးကိုလည်းပေါ်နေရတဲ့အားနဲ့ အားလုံးလူသိရှင်ကြားကြီးတရားဝင်အတိမတ်ပြုခံအမှာလို့လေသူတို့သူတို့စိတ်ပူတယ်ကြောက်ပုံရတယ်ပေါ့နော်အဲ့ဒီအပေါ်မှာခုနကမြန်မာနိုင်ငံမြန်မာဒီမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းမယ်ဆိုရင်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုကိုအရင်ဆုံးရပ်တန့်ရမယ်လို့သူတို့ကိုယ်တိုင်ပြောထားတယ်ဘုံသဘောတူညီချက်၅ချက်ရဲ့နံပါတ်၁ကိုတော့မှသူတို့ကဖြေရှင်းဖို့မလုပ်တော့ဘဲနဲ့ကြော်ပြီးတော့မှမြန်မြန်ပြီးပြီးရောပေါ့ဆိုပြီးတော့မှစဉ်းစားတဲ့ အခြေအနေတကယ်တမ်းကဒီမြန်မာမြန်မာစစ်တပ်ဟာလေကျမတို့တိုင်းပြည်မှာဗာနဲ့တူလဲဆိုတော့ဟိုကျမတို့ဒီအာကန်ဆာလူနာတွေမှာကျူမာ ဆိုပြီးတော့မှဒီအာဖြစ်တဲ့ကိစ္စလိုမျိုးပဲဒီကျူမာကိုကျမတို့ကအာဖယ်ရှားနိုင်မှအာဒီယောဂါကအဖြေအာဆေးမှတ်မယ်လေကုသနည်းရမှတ်မယ်လေကျူမာကိုကျမတို့ဖယ်ပြရမယ်เนาะအဲ့တော့ဒါကိုမဖယ်ဘဲနဲ့ အာဒါဒီဒီတူတူမကြီးနဲ့ဒီအာဖြစ်နေတဲ့အကျိတ်ကြီးပေါ့ဒီအကျိတ်ကြီးကိုဒီအကျိတ်ကြီးကြောင့်ပြဿနာကင်ဆာဖြစ်နေတဲ့ကိစ္စပေါ့အကျိတ်ကြီးကိုမဖယ်ဘဲနဲ့ဆက်ပြီးတော့ပဲဟိုဆေးလေးပေးလိုက်ဒီဆေးလေးပေးလိုက်နေဆိုလို့ရှိရင်လူနာကိုဒီထက်ပိုသေအောင်လို့ဟိုမြန်မြန်သေအောင်လောက်တာနဲ့အတူတူပဲလို့ဖြစ်တယ်လေဒါပေမဲ့သူတို့နားမလည်နေတာကမြန်မာနိုင်ငံကပြည်သူတွေကကိုကိုကိုပြဿနာကိုကိုသိတယ်ပေါ့နော်ဒါပေမဲ့အာဆီယံကဒါကိုကြော်ပြီးတော့မှသူတို့အာ မြန်မြန်ပြီးပြီးရောဆိုတော့အလွယ်ချမ်းကပ်နီးနဲ့ချမ်းကပ်နေတယ်လို့ပဲပြောရမှာပဲကျွန်မမြင်တာလေ ခုလက်ရှိအာဆီယံလုပ်နေတဲ့ခရီးဟာကျမမြင်တာကမြန်မာနိုင်ငံရဲ့အဖြေကိုဖြေရှင်းနိုင်ဖို့မြန်မာနိုင်ငံအတွက်တကယ်စစ်မှန်ပြီးတော့မှရေရှည်တည်တတ်တဲ့ငြိမ်းချမ်းတဲ့အဖြေကိုရဖို့အတွက်နီးစေတာမဟုတ်ဘူးပို့ပြီးဝေးပြီးတော့မှပို့ပြီးပြဿနာတက်စေပြီးတော့ကျမတို့ရဲ့အတိုင်းပြည်ရဲ့ဒီ cycle of violence လို့ပြောတယ်နော်ဒီအကျန်းဖက်တန်တရားပေါ့နော်ဒီစေအုပ်စုကနေပြီးတော့မှပြည်သူတွေကိုစစ်ဖက်နှောက်အောင်မှာအကျန်းဖက်တန်တရားရဲမှာ တက်ဆိုးရှည်သွားဖို့အတွက်ကိုနောက်တစ်ကြော့ပြန်စ조사ပြီးတော့မှလုပ်နေတဲ့ဥစ္စာကိုအဲ့ဒါကိုသူတို့ကအောင်မြင်အောင်ဒီစစ်အုပ်စုကိုလုတ်ပေးနေတာနဲ့လုတ်ဒီအခုချမ်းကပ်နေရတွဲဆောင်အားလုံးပါဝင်နေတွဲဆောင်ဆွေးနွေးရေးဆိုပြီးတော့မှဒီစစ်အုပ်စုနဲ့အတင်းကြီးအာပြန်ပေါင်းထုတ်ပြီးတော့မှပြန်ပေးစားဖို့လုပ်နေတယ်ဆိုတဲ့ဥစ္စာဟာရှင်းရှင်းပြောလို့ရှိရင်ကျမတို့ပြည်ပြည်သူတွေအထူးသဖြင့်အနာဂတ်မျိုးဆက်တွေကိုစစ်ဖက်နှောက်အောင်မှဆက်ပြီးတော့မှအာရောက်သွားဖို့အတွက်ကိုအကြံဖက် တန်တရားလဲအောင်လောက်တာ ਨੇ အတူတူပဲကျွန်မမြင်တော့လေရှင်းရှင်းပြောလို့ရှိရင်အာတို့နားလည်နေရမှာပါလဲဆိုတော့ဒီမြန်မာစစ်တပ်ဆိုတဲ့အကြမ်းဖက်ဆဲဟုတ်စုဟာတို့လောက်ထားလိုက်တဲ့တို့လောက်နေတဲ့เนาะဒီအကြမ်းဖက်မှုတွေဟာတို့စကားဝိုင်းမှာနော်အခန်းထဲမှာထိုင်ပြီးတော့မှလက်ဖက်ရည်အတူတူကော်ဖီအတူတူတောက်ပြီးစကားဝိုင်းမှာလက်ဆွဲနှုတ်ဆက်ပြီးဖြေရှင်းရုံလောက်နဲ့ပြီးတဲ့ပြီးမဲ့အချိန်ကြီးကြော်သွားပြီ အရန်ကျော်သွားပြီကျမပြောတာနော်ကြံခဲ့တဲ့2010ကျော်ကာလတုန်းကစ조사ခဲ့တယ်ဒတိုင်းမြေလုံးအဖြစ်ခက်ရက်စဲရေးဆိုတဲ့ဥစ္စာကိုပြန်ကြည့်လိုက်ရင်တော့မှအဖြေရပေါ်တယ်ဒတိုင်းမြေလုံးအဖြစ်ခက်ရက်စဲရေးဆိုပြီးတော့မှရှင်းရှင်းပြောလို့ရှိရင်ခွဲခြားအုပ်ချုပ်မှုနဲ့ divide and rule လုပ်ပြီးတော့မှဟလာတောင်ပိုင်းမှာလာပြီးလက်ဆွဲနှုတ်ဆက်တယ်မြောက်ပိုင်းမှာဘုံကျဲတယ်ဒီလိုမျိုးတသက်လုံးလှုပ်လာတဲ့သူတွေကိုအခုအကာလမှာအထူးသဖြင့်ຫນွေဥမှာတနိုင်ငံလုံးကိုခုချိန်ထိဘုံကျဲပြီးတတ်လို့ကောင်းနေတဲ့ ဒီအကျန်းဖက်စစ်တပ်ကို စကားဝိုင်းထဲမှာ အခန်းထဲမှာလက်ဖက်ရည်ထိုင်တော့ပြီးတော့မှဆွေးနွေးပြီးလက်ဆွဲနှုတ်ဆက်ပြီးတော့မှသဘောတူညီချက်လုပ်မယ်ဆိုတဲ့ဥစ္စာဟာအဲ့ဒါကိုစဉ်းစားရတဲ့သူတွေရဲ့နိုင်ငံရေးအတွေးခေါ်နိုင်ငံရေးအသိနိုင်ငံရေးတတိနဲ့နိုင်ငံရေးဂုံတိတ်ခါကအရန်မဲ့သွားပြီလို့ကျွန်မအဲ့လိုပဲပြောချင်တယ်ရှင်းရှင်းပြောရရင်ဒီအချိန်မှာအာဆီယံကို ပြောရမှာတခုပဲရှိတယ်အဲ့ဒါပါလဲဆိုတော့ မင်းတို့ဖြည့်ရှင်းမယ်လို့ကဘာကိုဂရိပေးထားတဲ့မြန်မာနိုင်ငံရဲ့ပြဿနာကိုမင်းတို့မဖြည့်ရှင်းပေးနိုင်တဲ့အချိန်မှာတော့မှမြန်မာနိုင်ငံကပြည်သူတွေကကိုယ့်အကူဖြည့်ရှင်းနေလို့ဒီအကြဖက်ဆေးအုပ်စုကပြုတ်ကျလူနီးနီးဖြစ်နေပြီအဲ့တော့ဝေမကူရင်နေမနှောက်ရှက်နဲ့အဲ့တော့ရှင်းရှင်းပြောရလို့ရှင်ရင်ဆေးအုပ်စုနဲ့အတင်းကြီးပြန်ပေးစားဖို့ကိစ္စကိုလာမလုံးနဲ့ဒါပေမဲ့တကယ်တမ်းသူတို့လှုပ်တင်တာပါလေသူတို့အတွက်လည်းဂုံတိတ်ခါရှိတယ်သူတို့အတွက်လည်း ဒီစစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေမှာသူတို့ရဲ့ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာကိုကမ္ဘာကိုတက်တည်ပြပြီးသူတို့ကုံကိုသူတို့ပြန်ဆယ်နိုင်ဖို့ကတနည်းပဲရှိတယ်။အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီစစ်အုပ်စုရဲ့အကြမ်းဖက်မှုကိုရပ်သွားအောင်သူတို့လုပ်ဖို့ပဲ။ အာဆီယံအထူးကိုယ်စားလှယ်ကနေပြီးတော့မှအရက်ဖက်အဖွဲ့အစည်းတွေနဲ့ లై ့တွေ့တာတို့ဘာလို့အပါဝင်ပေါ့နော်အာနိုင်ငံရေးအင်အားစုတွေနဲ့တွေ့တာအမှန်ပြောရင် ကျမတို့လေအဲ့လိုမျိုးအားလုံးနဲ့တွေ့ဖို့ဆိုတာကကျမတို့အရက်ဖက်အဖွဲ့အစည်းတွေခေါ်လာတာကျမတို့အဖွဲ့အရက်ဖက်အဖွဲ့အစည်းတွေကျမတို့အဖွဲ့အစည်းရှေ့ပြေးအတန်အဖွဲ့အပါဝင်ကျမတို့အာ initiate လုပ်ပြီးတော့မှကျမတို့ဒီအရက်ဖက်အဖွဲ့အစည်းပေါင်းရာနဲ့ချီပြီးတော့မှအာဆီယံကိုတောင်းဆိုခဲ့တာ2021ခရဲကစေအုပ်စုနဲ့ပဲစကားမပြောပါနဲ့နော်အာတရားဝင် ကီသူကိုတရားဝင်ကိုစားပြုတဲ့အင်အားစုတွေအဖွဲ့အစည်းတွေနော်အစိုးရတွေ local အစိုးရတွေဖြစ်တဲ့နော် NUG နော် EROs တွေ NUCC တွေသူတို့တွေနဲ့နော်ဒီတရားဝင်ဆွေးနွေးရမယ်တရားတရားဝင်ပြောဆိုရမယ်အရက်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ရမယ်အထူးသဖြင့်တော်လှန်ရေးလုပ်နေတဲ့လူငယ်အင်အားစုတွေကအနာဂတ်ရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်တွေဖြစ်မဲ့သူတွေသူတို့ဘာကြောင့်နောက်ဆုံး အာလက်ဟိုသူတို့ရဲ့အာလူလူငယ်ဘဝတွေကိုသူတို့ပေးဆက်ပြီးတော့ဘာကြောင့်လက်နက်ကန်ပြီးတိုက်ပွဲဝင်နေလဲအဲ့ဒါတွေကိုဒီအာဆီယံအထူးကိုယ်စားလှယ်ဆိုတဲ့သူတွေကအာဆီယံခေါင်းဆောင်နေကွန်နိုက်ကနားလည်ဖို့လိုတယ်ဒါကြောင့်မလို့ကျမတို့ကသူတို့ကိုအားလုံးနဲ့တွေ့ပါလို့တောင်းဆိုလာတာကျမတို့အခုသူတို့တွေ့လာပြီစပြီးတော့နော်အာ2023အင်ဒိုနီးရှားမှာနည်းနည်းစတွေ့တယ်မပြည့်စုံဘူးမလုံလောက်ဘူးကျမတို့ထပ်တွန်းတယ်လာဝိုးကတရုတ်ရဲ့ဩဇာခံဖြစ်တော့မတွေ့ဘူး ဒါပေမဲ့အခုမလေးရှားမှာတော့မလေးရှားလက်ထက်မှာတော့ကျမတို့ NUG ဝင်ကြီးချုပ်ဆိုရင်လည်းဒါမလေးရှားဝင်ကြီးချုပ်ကသူကိုယ်တိုင်တွေ့ဆုံမှုဆိုတဲ့ဟာမျိုးတွေရှိလာတယ်ဆိုတော့ကျမတို့ဘက်ကကြည့်မယ်ဆိုရင်တော့အခုလိုအားလုံးနဲ့တွေ့ဆုံတဲ့ဥစ္စာဟာကျမတို့ကြိုဆိုတဲ့ကိစ္စဖြစ်တယ်ဘာလို့လဲဆိုတော့ကိုတောင်းဆိုထားတဲ့ကိစ္စဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးတာကဘာလဲဆိုတော့ကျမတို့ပြောနေတဲ့အားလုံးနဲ့တရားဝင်တွေ့ပါလို့ပြောတဲ့ကိစ္စရှိတယ်တရားဝင်ဆိုတဲ့စကားလုံးကအရေးကြီးတယ်ပေါ့နော်ဒီနေရာမှာအဲ့တော့အခုလောလောဆယ်အမ် မလေးရှားဥဆောင်နေတဲ့အာဆီယံကကျွန်တော်တို့ဒီအလူတို့ကိုအအဟိုလူတို့ကိုတရားဝင်ကိုစားပြုတဲ့ကိုယ်စားလှယ်တွေအရက်ဖက်အဖွဲ့အစည်းတွေအပါအဝင်ကိုနော်တော်လန်ရေးဘက်ကအင်အားစုတွေကိုတရားဝင် တွေ့ဆုံပြီးတော့မှမြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် Federal Democracy တည်ဆောက်ရေးအတွက်လမ်းပြမြေပုံကိုငါတို့ဘလို့လောက်ပြီးတော့မင်းတို့ငါတို့ဘလို့ကူညီရမလဲဆိုတဲ့အစဉ်အထီကိုသွားနိုင်ဖို့အတွက်ကိုလောလောဆယ်အဲ့ဒီ Federal Democracy တိဆောက်တဲ့နေရာမှာမဖြစ်မနေเนาะဖယ်ရှားပြောင်းလဲပြရမယ်တတ်မတော်လို့သူကိုယ်သူဆက်ခေါ်နေတဲ့ဒီအကြမ်းဖက်စစ်အုပ်စုကိုဘာလုပ်မလဲဆိုတော့အစီအစဉ်ကိုဘာသူတို့ကဆွေးနွေးရမှာဒါမဲ့အခုကသူကအဲ့လိုမဟုတ်ဘူးတွေးတော့တွေးတယ်တွေးတာဘာလာဘာတွေးတာကျမသိသလောက်ဆိုရင်တွေးတွေးနေတဲ့ဟာဘာလဲဆိုတော့ဒီစစ်အုပ်စုနဲ့စကားပြောဖို့တွေးဆုံဆွေးနွေးဖို့ဒါပဲအာ လာပြီးတော့မှကျမတို့ဒီဒေါ်လာရင်းအင်အားစုတွေကိုလူငယ်ပဲဖြစ်ဖြစ်အမျိုးသမီးအဖွဲ့ပဲဖြစ်ဖြစ်အရက်ဖက်အဖွဲ့စည်းတွေပဲဖြစ်ဖြစ်ဖိအားပေးတယ်လို့လာလုပ်နေတာရှင်းရှင်းပြောရလို့ရှိရင်တန်တန်အဲတန်တမန်နီးနဲ့ဖိအားပေးတယ်ပေါ့နော်အဲ့လိုပြောရမှာပေါ့တန်တမန်နီးနဲ့အာအာညင်ညင်တာတာနဲ့အတင်းဖိအားပေးပြီးတွန်းနေတဲ့ပုံစံဖြစ်နေတယ်အဲ့တော့ကျမတို့တွေ့ခိုင်းတာကအဲ့ဒါအတွက်တွေ့ခိုင်းတာမဟုတ်ဘူးကျမတို့တောင်းဆိုတဲ့အားလုံးနဲ့တွေ့ပါဆိုတဲ့ဥစ္စာဟာဆေးဥစုကိုဖယ်ရှားပြီး Federal Democracy တိဆောက်ရေးအတွက်ကို အာဆီယံကဘာဝိုင်းလုပ်ပေးရမလဲဆိုတာကိုဒီအင်အားစုတွေနဲ့တိုင်ပင်ဖို့ပြောတာအခုလောလောဆယ်သူတွေ့နေတဲ့ပုံစံအကြတော့စေအိုစုနဲ့တွဲဆောင်ဆွေးနွေးဖို့အတွက်ကိုဖိအားပေးတဲ့ပုံစံဖြစ်နေတော့အဲ့ဒါကလုံးဝအဆင်မပြေဘူး ရှင်းရှင်းပြောလို့ရှိရင် तू ကမြင်နေတာကပြဿနာမြန်မာနိုင်ငံရဲ့ပြဿနာကိုနှစ်နှစ်ဖက်စေအုပ်စုနဲ့ဂျန်နဲ့ဘက်လို့ तू ကအဲ့လိုတွေးတာမျိုးရှိနိုင်တယ်အဲ့ဒီဟာအဲ့ဒီစဉ်းစားချက်ကိုလိုက်ကမှားနေတာကျမမြင်တာလေအဓိကကခုနကဒီတိုင်းပြည်မှာခုနကတုန်းကစေအုပ်စုကဒီ2008ဖွဲ့စည်းပုံ အောက်ကနေပြီးတော့မှ တိုင်းပြည်ရဲ့အဲအုတ်ချုပ်ရေးတိုင်းပြည်ရဲ့နိုင်ငံရေးစီးပွားရေးတွေကို2008ဖွဲ့စည်းပုံ 2008ဖွဲ့စည်းပုံနဲ့သူတို့လှုပ်ထားတဲ့2008ခြေဦးနဲ့ဆက်ပြီးတော့မှသွားမယ်ဆိုတဲ့အဥ္စာကိုသူတို့ကနောက်ဆုံးမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီကိစ္စကိုနောက်မဆုံးရုံနဲ့မကပဲနဲ့အကျန်းဖက်မှုကိုဆက်ပြီးတိုးအောင်တိုးဆက်တိုးပြီးတော့မှနေတိုင်းလှုပ်နေတဲ့စစ်အုပ်စုကိုရှင်းရှင်းပြောရရင် power leverage ပေါ့နော်ကျွန်မမြင်တာဒါသူတို့ဒါသူတို့ဒီ negotiation negotiation လုပ်တဲ့သူတွေဆိုသိပါတယ် power ကနှစ်ဖက်ကိုအာဟို ဆွေးနွေးစေချင်တယ်ဆိုလို့ရှိရင်လုံနေတဲ့ကိစ္စတွေမှာဒီဘက်ကစေအုပ်စုဘက်ကလုံနေတဲ့အကြမ်းဖက်မှုတွေကိုအရင်ဆုံးရက်ရက်သွားအောင်တော့တို့လုတ်ပေးနိုင်ရမယ်အဲ့ဒါတို့တာဝန်ပဲလေတို့ပဲချထားတာလေဘုံသဘောတူညီချက်၅ချက်ကကျမတို့ကလာမေးပြီးမှချထားတာမှမဟုတ်တာတို့ကတို့မင်းအောင်လိုင်းနဲ့ပေါင်းပြီးချထားတဲ့ကိစ္စပဲအဲ့တော့မင်းအောင်လိုင်းအကြမ်းဖက်စေအုပ်စု အကြမ်းဖက်နေတာတွေကိုရက်သွားအောင်အရင်လုတ်ပေးအဲ့လိုလုတ်ပေးဖို့သူတယောက်တည်းမနိုင်ရင်ကုလသမဂ္ဂကိုအထွေထွေညီလာခံကို နော်အလုံချုံရေးကောင်စီကိုအထူးသဖြင့်အထွေထွေညီလာခံလုံချုံရေးကောင်စီဆိုတရုတ်နဲ့ရုရှားကိုကြော်မရဖြစ်နေအောင်မယ်အဲ့တော့အထွေထွေညီလာခံကိုသူတို့ဘက်ကနေတင်ပြစရာရှိတာတင်ပြတင်ပြပြီးလို့ရှိရင်သူတို့ဘက်ကနေပြီးတော့မှဒီစစ်အုပ်စုကိုကျမတို့အဓိကကအကြမ်းဖက်မှုကိုရအောင်အရင်ဆုံးလုပ်မယ်ဆိုလို့ရှိရင်ခုနကဒီစစ်အုပ်စုစီကိုအမ်စေရေးရကိုညီနေတဲ့ဟာလေနော်နိုင်ငံရေးအပြင်စီးပွားရေးအရငွေရေးချေးရေးအရစစ်ရေးအရ ပြောမယ်ဆိုလို့ရှိရင်လက်နက်ပစ္စည်းပြီးွားလို့ရှိရင်လေရင်စီရောင်းချနေတဲ့ကိစ္စတွေတင်ပို့နေတဲ့ကိစ္စတွေဒါတွေအကုန်လုံးပြတ်ဖို့ဆိုလို့ရှိရင်ကုလသမဂ္ဂကနေပြီးတော့မှတကယ်မှန်ကန်တဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချပေးလိုက်တာနဲ့တင်အာဆီယံကဒီကိစ္စကိုစပြီးဖြေရှင်းလို့ရပြီဆိုတော့ကျွန်မပြောတာကအဖြေတွေကမရှိတာမဟုတ်ဘူးနိုင်ငံရေးစံကမရှိနေတာတို့ရောအဲ့တော့ရှိတဲ့အဖြေကိုတို့အဲ့ဒါကိုကင်တွန်းနိုင်လေဆိုရင်စေအုပ်စုက သူအကြမ်းဖက်နေတာတွေကိုလောက်ခွင့်မရတော့ဘူးပြည်သူကိုတတ်ခွင့်မရတော့ဘူးဆိုတဲ့အနေအထားကိုသူ့ကိုတွန်းပို့လိုက်နိုင်ပြီဆိုလို့ရှိရင်နောက်တစ်ဆင့်မှာဒီမြန်မာစစ်တပ်ဆိုတဲ့နော်ဒီစစ်အကြမ်းဖက်စစ်အုပ်စုကိုလာမဲ့အနာဂတ်မှာဘယ်အခန်းကဏ္ဍမှာမြန်မာနိုင်ငံရဲ့နော်ရှေ့သွားမဲ့ Federal Democracy မှာဘယ်အခန်းကဏ္ဍလဲဆိုတဲ့ကျမတို့ဒီတိုင်းပြည်တစ်ပြည်ရဲ့အာဆိုအာ security sector reform လို့ပြောနေကြတယ်เนาะဒီအမြဲတမ်းကျမတို့လိုအပ်တဲ့လုံခြုံရေး အာကဏ္ဍပြုပြင်ပြောင်းလဲမှုဆိုင်ရာနဲ့ပတ်သက်ရင်တို့ရဲ့အခန်းကဏ္ဍဘာလဲဆိုတော့ကျမတို့တေချာဆွေးနွေးရမယ့်ဟာမျိုးဖြစ်တယ်။ဒါပေမဲ့အဲ့လိုဆွေးနွေးနိုင်ဖို့ကလောလောဆယ်အကျန်းဖတ်မှုတွေကိုအမိန်ပေးနေတဲ့မင်းအောင်လှိုင်ကစပြီးတော့မှနောက်ဘယ်နှစ်ယောက်ရှိလဲတော့ကျမကျမတို့အခုမမပြောနိုင်ဘူးပေါ့နော်။ဒါပေမဲ့အနည်းဆုံးတော့ထိတ်ဆုံးမှရှိနေတဲ့အာစေအိုစုရဲ့ထိတ်ဆုံးကအာဗိုလ်ချုပ်တွေကိုအရင်ဆုံးတို့ရဲ့နေရာကနေဖယ်ရှားနိုင်ဖို့အဓိကဖြစ်တယ်။ ဆိုအဲ့ဒီကိစ္စကိုအာဆီယံကတတိရှိရှိလုပ်ရဲလားအဲသူလုပ်ရဲတယ်ဆိုလို့ရှိရင်ခုနကသူသူမျော်မှန်းနေတဲ့ဆွေးနွေးပွဲတို့ပါလို့ဆိုတော့ကကျမထင်တယ်လေဒါတွေကအာတိုင်းပြည်တပြည်ရဲ့အပြဿနာကိုဖြေရှင်းတဲ့နောက်ဆုံးနည်းကနိုင်ငံရေးနည်းနဲ့ပဲပြီးလို့ရှိရင်နိုင်ငံရေးအရာအဖြေရှာပြီးတော့ပဲနိုင်ငံရေးအရာပဲပြန်တယ်တိဆောက်ပြီးစီးပွားရေးပြန်တယ်ပြန်တယ်တိဆောက်ပြီးပြန်တယ်တိဆောက်ရေးတွေဆက်သွားကြရတာပဲဆိုတာကကျမထင်တာခလေးရအစသိပါတယ်ဆိုတော့ဒါကကျမတို့ဟိုဟိုဟိုသူတို့ကျမတို့ဟိုဘယ်လိုခေါ်မလဲအာ မင်းတို့ကတိတ်ခေါင်းမာတာပဲမတွေ့ချင်ဘူးလားဆိုပြီးတော့မှတစ်ခါတလေကြာရင်အာဆီယံကအပြစ်တင်တာလည်းရှိသေးတယ်တော်လိုင်းရေးဘက်ကိုလာလာပြီးတော့ဟာမင်းတို့ကတိတ်ခေါင်းမာတာပဲကျမစဉ်းစားတယ်အဲ့လိုမျိုးစကားမျိုးစိတ်အုပ်စုကိုသူတို့ပြောရဲလားပေါ့နော်မင်းအောင်လိုင်းကိုသူတို့ပြောရဲလားပေါ့တစ်ခါတလေအဲ့လိုစဉ်းစားမိတယ်ဆိုတော့ပြောချင်တာပါလဲဆိုတော့သူတို့ကိုနိုင်ကကျမတို့ကိုအာထိတွေ့ဆက်ဆံပုံလေးကမှားနေတယ်နော်အာဒီ NUG နဲ့ EAO တွေကိုတရားဝင်နော်ဒီမြန်မာနိုင်ငံရဲ့ကိုစားပြုအနေနဲ့တန်တမန်ခင်းရမှာတရားဝင် ထိတွေ့ဆက်ဆံမှုဆိုတဲ့ဥစ္စာကဒီထက်ပိုပြီးအာပိုပြီးတော့မှအစ်စ်မြင့်လာအဲ့လိုမျိုးမြင့်လိုက်ခြင်းအပြင်ခုနစစ်အုပ်စုရဲ့တရားဝင်မှုမရှိတဲ့ဥစ္စာကိုပိုပြီးတော့မှနေရာမှန်သွားအောင်လုပ်ပေးလိုက်တာလည်းတူတယ်တစ်ချိန်တည်းမှာပဲခုနကလေရင်စီအာအပါအဝင်လက်နက်နဲ့ပတ်သက်တာတွေအကုန်လုံးရပ်သွားအောင်ကုလသမဂအကူအညီနဲ့ပိတ်အောင်လုပ်လိုက် ဒါမျိုးတွေလုံနိုင်နေဆိုရင်တော့ကျမထင်တယ်တွေးဆောင်ဆွေးနွေးမှုဆိုတာကအာသူအရင်ရှောက်ပြီးတော့မှအခုလှက်ပတ်ပြီးတောင်းနေတာမျိုးလုံးစီရမလို့ပဲနဲ့သူနီးသူဟန်နဲ့အရှိမဆက်ဖြစ်သွားလိမ့်မယ်လို့ကျမထင်တယ်တိုးတော့အဲ့လိုဖြစ်ဖို့ကိစ္စမှာလက်ရှိအကြမ်းဖက်မှုတွေကိုဥဆောင်နေတဲ့နော်အမိန်သေးနေတဲ့သူတွေရဲ့အဲ့ဒီအဲ့ဒီသူတွေကိုနိုင်ငံတကာဥပဒေနဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့မလုပ်ဖဲနဲ့တော့ကျမထင်တယ်မြန်မာနိုင်ငံကရှေ့ကိုခရီးဆက်လို့မရဘူး တိုင်းပြည်ရဲ့အာနိုင်ငံရေးအဖြစ်ဆိုတာလည်းထောက်လို့ရမှာမဟုတ်ဘူးလို့ပဲကျွန်မပြောချင်ပါတယ်